ဒီ NUG NUG ရောနေတယ် KAI ရောနေတယ်သူတို့အုပ်စုတွေနေတယ်တက်မလို့ခင်ဗျာအဲ့မှာနေတဲ့မိသားစုဘုံကျဲကြည့်ပါလားဘုံကျဲကြည့်ပါကျဲလို့ရတယ်ဒါပေမဲ့မလောက်ဘူးလေအကြပ်ပါသမားတွေကတော့ခင်ဗျာအဲ့ဒီစီမရှိဘူးဒါကတက်မတော်မိသားစုဝင်နေတဲ့ရောနေတာလားဒါကပဲနေရတယ်သူဒါဘာမှမရှိဘူးသောဆုံးဘလောက်ဖာကြတတ်တယ်ဆိုတော့ဖာပညာဘောဖာပညာကြီးဖာကြတဲ့နေရာမှာစော်မဲလုံးစော်မဲလုံးနဲ့သူနေတာငင်းနှားခံရတယ်စော်မဲလုံးပဲရသူပေါင်းလိုက်သူနေတာစော်မဲလုံးပေါင်းလိုက်အဲ့လိုမျိုးနေတာဘာဖြစ်လို့ဆိုတော့ဒီကောင်နဲ့ဖာကြတဲ့နေရာမှာတအားတော့ ဟယ်လိုချားရမီဝပီတူညီကိုမော်တော်မများအားလုံးမင်္ဂလာပါ news beat channel ကနေပြန်လာကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 17ရက်နေ့ကျွန်တော်တောက်ချန်နေမှာပြန်ပါနောက်ဆုံးကြားသိရတဲ့ပေါ့နော်တော်လန်သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှမလို့ကျွန်တော်တို့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ခါတိုင်းလိုပဲဗီဒီယိုတွေမကြည့်ခင်မှာရင်းဆိုးနေနေပေါ့နော်ဒီနေ့မနေ့မှာအိုးပြပြကြားသိရတဲ့တော်လန်သတင်းတူလေးတွေကြည့်လိုက်ရအောင်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချမ်းမြို့နယ်မှာ9ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးတော့မှစစ်သား6ထဲမှနဲ့တည်ဆုံပြီးတော့မှစစ်စခန်းနှစ်ခုကိုအသိပေးရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်တိုက်ပွဲက24နှစ်ကဆက်ဖြစ်တာပါကျော်တို့ပြည်သူ့ကော်မတီတိုက်ရဲဂိတ်ကိုစစ်ခွေးတွေဝင်စီးတယ်တရင်ကြလို့ကျော်တို့တက်စိတ်သွားတယ်အဲ့ဒီမှာပြန်လည်တိတွေ့မှုဆက်ဖြစ်တယ်ပါမနခင်ပွဲချိန်9:20လောက်ကစတယ်တိုက်ပွဲကြချိန်က9:00လောက်ကြာတယ်အဲ့ဒီတိုက်ပွဲမှာအထူးခိုက်ကပြည်သူ့ဘက်ကမှမရှိခဲ့ဘူးဆိုပြမပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျော်တို့အဲ့ဒီတိုက်ပွဲကနေပြမစစ်ကောင်စီတပ်ဖွဲ့ဝင်ပေါ့နော်အနည်းဆုံး 6ယောက်ပါဆိုရင်တော့မျောစာတော်ရမှာ channel ပေါ့နော်တချို့တွေကလည်းအတူပြတ်တယ်ဖြစ်တော့တယ်လို့ကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်အမျက်နေတဲ့ကတော့စစ်ကောင် CS စကန် gain အခုကိုကျွန်တော်ဘက်ကနေပြမတင်ပတ်ရရှိခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတူသူပိုးအနေနဲ့ကတော့ရော်ရီတိုင်းချုံမြို့မြို့နယ်မှာစစ်ကောင်စီခန့်ရက်ကျဲဥချွေရေးမှုတနက်နေ့ပြစ်ခတ်ခံပြီးတော့မှဆေးရုံကိုပို့ဆောင်စဉ်လမ်းမှာပဲတေဆုံးသွားတဲ့ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ် ညနေဆေးဝေးကပြန်လာချိန်မှာပြက်ခံရတာဒဏ်ရပြင်းထန်တော့အဲ့ဒီမှာပဲရန်ကုန်ပို့တာလမ်းတင်တည်သွားတဲ့သူ့ကြောင့်ထွက်ပြရတဲ့သူတွေလည်းမနေဘူးဆိုပြီးတော့မှညောင်ပင်ကွင်းကျေးရွာအုပ်စုကဒေသခံသူကလည်းပြန်မပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးကျွန်တော်ပြည်သူတွေပုံမှာရုပ်မာတဲ့နီလာတွေတုံးပြီးတော့မှဖိနေနေကြတဲ့စကောင်စီခအုပ်ချုပ်တွေအရဆိုရင်နေ့စဉ်နဲ့မြကျွန်တော်တို့တော်လိုင်းရဆိုတဲ့ရှင်းလင်းချုပ်ခံရတာပြုံးမှာသူတို့ရဲ့တေကံကတော့မလာဘူးလို့ပြောရမှာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းပြန်မချင်းချင်းတတိဖိထားတဲ့ဂျာတက်ကလည်းပြန်မဆက်လက်ပြီးမှ US ဆန်နေဦးမယ်ဆိုတော့ ဒီလိုမျိုးဖြစ်မျိုးတွေပေါ့နော်ထပ်ပြီးတော့မှကြိုးစားဖို့ရှိတာဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ပြည်သူတွေတက်ဖြတ်နေတဲ့မန္တလေးတိုင်းကပြူစော်ရီဖွဲ့တွေကိုဥဆောင်ဖွဲ့စည်းထားတဲ့ပေါ့ကိုတော်ဘုံကြီးကိုဆရာတော်စေကိန်နာကနေပြီးတော့မှချက်သိန်းတရာပေးရတဲ့ပုံကိုဝေဖန်မှုတွေမြင့်တက်နေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။မန္တလေးတိုင်းကပြည်သူတွေနဲ့တော်လိုင်းတဖို့တွေကိုတက်ဖြတ်ဖို့ဖွဲ့ထားတဲ့ပြူစော်တိဖွဲ့တွေကိုဥဆောင်ရင်ကြောင်းငွေကြေးထောက်ပံ့နေတဲ့ပေါ့ကိုတော်ဘုံကြီးငွေပေးတာနဲ့ပတ်သက်ပြီးတော့မှဆရာတော်စေကိန်နာကိုပြည်သူတွေကဝေဖန်နေကြတာဖြစ်ပါတယ် ဆရာတော်စေကိန်းသားကပုံဝရုံနဲ့အတူရှိတဲ့ရက်တည်တယ်ဆိုတာကိုလူလုံးထွပြလိုက်တာလို့မြင်တယ်ဆိုပြီးတော့မှနိုင်ငံရေးတုံးသက်သူသူကနေမှပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာတော်စေကိန်းသားဟာဆိုရင်မဘာတာအဖွဲ့ CG ပေါ်ပေါက်လာကြတဲ့အပေါင်းပတ်သက်နေတာလို့ရှိုးအယောင်ဆရာတော်မင်းတုံညာကနေပြတော့မှမင်ကြားထားတာပဲဖြစ်ပါတယ်ဆိုတော့ပါနော်အခုဆိုရင်ဒီဆရာတော်စေကိန်းသားပေါ်ပေါက်ကရုံးတော့တော်တော်လေးကိုစစ်ကောင်စီကိုအပြည့်အမြောက်လို့ပြတော့မှကျွန်တော်တို့တော်လိုင်းရေးရေးပေါ်တွေပုံမှာရက်ဆက်တဲ့နေလာနေတဲ့ လိုမျိုးဒီကိုညီထောက်ပံ့လာတဲ့ဆက်လက်ပြီးတော့မှလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကလည်းမြန်မာအဲ့လိုမျိုးမဘာသာဖွဲ့စည်းတွေနဲ့ပြည်သူတွေပေါ်မှာရက်စက်ရုံမှနေကြတဲ့ပေါ်နာစကောင်စီခန့်အုပ်ကြီးတွေကဆားလို့အကုန်လုံးကိုစရင်တေချာမှထားပြီးတော့မှဒီတော်လိုက်မှာစကောင်စီတပ်ဖွဲ့အနေနဲ့သူအပြတ်ချေမုံသွားရမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့ကြမှာကတော့အခုဆိုရင်ကျွန်တော်တို့အနေနဲ့ flan flan ထားလို့ရပြီဆိုတဲ့အကြောင်းကိုတော်လိုင်းရဲဘော်တွေကလည်းမြန်မာပြောဆိုထားတာဖြစ်ပြီးတော့မှကျွန်တော်တို့အဲ့လိုမျိုးအောင်ပွဲရဖို့ တော်လိုင်းတဖို့ဝင်တွေဘယ်လောက်ထိပေါဝင်ပေးဆက်ခဲ့လဲဆိုတာကိုပြောဆိုလာတဲ့ပေါ့နော်ဆယ်လူမြတ်ကျော်ဗီဒီယိုတွေပဲဖြစ်ပါတယ်ဆယ်လူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်ဖလန်းမြို့သိမ်းတိုက်ပွဲမှာငင်းကြံကအညာသားတွေအောင်ဝဲခံနေတဲ့ဗီဒီယိုကလစ်တွေ့လိုက်ကြတယ်အလံကိုဝိတ်ရမ်းပြီးသိမ်းပတ်ရရှိတဲ့ဖလန်းမြို့ဖလန်းမြို့တွေမှာလက်လေနေကြတာလीအထူးကွန်မန်ဒိုတပ်ဖွဲ့ဖြစ်တယ်ရှင်းတော့ကြဆုံးတယ်လို့သိရပြီ30ခန့်တန်ရာရရှိတယ်လို့သိရပါ အောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုကျွန်တော်တို့ဝမ်းသာအားရခြင်းနဲ့ရတာလေနောက်ကွယ်ကပေးဆက်မှုတွေအများပြားရှိပါတယ်ချင်းညီတော်တပ်ဖွဲ့မှာလည်းကျွန်တော်တို့လူငယ်ရဲဘော်တွေကြာဆုံးမှုတွေရှိပါတယ်တရားဝင်အသေးစိတ်ထုတ်ပြန်ချက်တွေကိုတော့ဆက်လက်တည်ပြုကြိုးစားမှာဦးမယ်ဖလန်ပြီးတကလာအင်းတော်အင်းတော်မျိုးသိမ်းတိုက်ပွဲကိုသိမ်းအောင်မြင်ပြီးနောက်ပြန်လာခဲ့တဲ့ကျွန်တော်တို့ PDF ညီငယ်တွေရဲဘော်တွေအိုးစီပုံမောက်အောင်တပြေတွေနဲ့ကြိုးစိုးနေလိုက်ကြပါများ တစ်စင်းနဲ့ဆက်ခုံချက်စင်ရေးကြီးပြီးတဲ့နောက်မှာပထမဦးဆုံးတော့အောင်ဝဲတွေကိုပြန်လေတေဆောက်လာခဲ့တာဖြစ်ပါတယ်ဖီနင်းငါ့လိုမျိုးပဲမိဘုံတွေကယုံထပြီးကျွန်တော်တို့အောင်လန်တော်ကိုချိန်နိုင်ခဲ့တဲ့အချိန်ကိုရောက်တယ်တခါမှလေဖတ်ဆက်တဟာအဲ့တော့မြို့ကိုလက်လွတ်လိုက်ရပြီတက်မခုန်ခုန်တက်မမှုအပါဝင် 190အရှင်ဖန်ခံရတဲ့အခြေအနေကြောင့်ကိုမျက်နာကိုကြီးတုပ်ပြီးကိုတွင်းကိုတွူပြီးခုံချပါလားလို့စစ်ကောင်စီလော်ဘီတိုက်ကခက်သွက်သွက်ခက်မြမြန်ငရဲတို့တွားရင်ချီချူဒေါပနာပြီးပြုနေကြပါတယ်ကျွန်တော်တို့မပြောသေးဘူးလို့ကျွန်တော်ရောက်ပေါ်နေတာနော်အကောင့်တွေကအဲ့တော့သူစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့လူတွေဟာသူစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ကောင်တွေဟာကိုမီကောင်ကြီးတော့ဆွတ်ပါတယ်ကိုမီကောင်ကြီးတော့ဆွတ်ပါပဲ ဘယ်နေရာတက်တက်တိုက်တိုင်းရှုံးနေတယ်ဖက်စစ်တပ်ဟာသူ့ကိုယ်သူအာကူအာထာလေးရမလားဆိုပြီးတေကူပြေကပ်ပြီးမြောက်ပိုင်းညီနောင်သုံးဘွယ်ကိုအပြည့်ရခိုင်းလိုက်တယ်လာရှုံးကိုလာရှုံးကိုပြန်ရောက်အောင်ယူနိုင်တယ်ဆိုပြီးတော့ဂုံယူဝင်ကြွားမယ်မကြံသေးဘူးဖက်စစ်တပ်ရဲ့အာကိုရဆုံးသောတပ်မကြီးခွန်ခွန်တက်တမလုံးတက်လုံးပြုတ်လက်နှချအညာခံတိတ်ဆုံးခွေးပြီးပြီးဂုံတိတ်ခါမဲ့အချိန်ကိုရောက်ပါပါ ဒီမှာဆီယလူမျိုးကျော်ပြောထားသလိုပဲကျောတို့ရဲ့နဲ့ပေါ့နော်ဖလာမျိုးနဲ့အင်းတော်မျိုးကိုတင်ပရရှိတဲ့အချိန်မှာ ကျွန်တော်တို့တော်လှန်တပေါင်းစုကြီးတခုအတွက်နဲ့လှုပ်ဆောင်ခဲ့တာဘရမဖွဲ့ပေါင်းများစွာကနေဘရမလည်းဒီအသေးပြောက်တွေရှိတဲ့ကြားထက်ကနေဘရမပါနော်စွန်းစွန်းတမန်နဲ့အခုလိုမျိုးစူးစမ်းပြတော့မှတိုက်ခိုက်ခဲ့လို့ကျွန်တော်တို့အောင်ပွဲတွေရရှိထားတာပဲဖြစ်ပါတယ်ဒီကြားထက်မှာစစ်ကောင်စီရဲ့အရာရှိတွေပါဝင်ကျွန်တော်တို့စစ်တပ်ပွဲများစွာဖမ်းဆီးရမိထားတာဘရမအဲ့ဒီမျိုးမျိုးလုံးကိုလည်းအလုံးစုံထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့စစ်ပွဲမှာ lobby တက်ရတော့တော်တော်လေးလောင်နေကြတာဘရမကျွန်တော်တို့အနေနဲ့ဒီတက်ပူဘရမပါနော်ပြောင်ပြောင်းတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထူးခြားတဲ့စစ်စွမ်းရည်တွေကိုမြင်ရဖို့ရှိနေတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လန်ပြတာသာသူဖြစ်ရပါတော့။ဘူဂျီနီမျိုးစင်အားနေပြီးတော့မှသူနဲ့တပတ်စင်နဲ့ဆင်းတဲ့စစ်ကောင်စီအရာရှိတွေကိုဘယ်လိုမျိုးရာဇတ်တမ်းပြလိုက်လဲဆိုတာကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။မင်းတို့တွေတွေကိုမင်းတို့ဖက်စစ်တက်ကရက်ဆက်ကြမ်းကြုတ်ဥပဒေမဲမှုတွေကိုငါတို့လက်ထက်မှာတင်းတက်မြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတတ်မှတ်မှုအဆင့်လက်ရဖမ်းဆီးနိုင်တဲ့အထိစစ်ရေးစွန့်ရည်ထက်မြင့်လာရဖြစ်တယ်။ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တာတရားရတဲ့နေပြီ။မင်းတို့ရဲ့စစ်ရုံးချုပ်တွေငလင်ရဲ့ တဘာဝကြီးရဲ့လက်မခံစန့်ကျင်ပယ်ဖျက်မှုကြောင့်ဇီယုံချုပ်တွေပြိုလဲပျက်စီးနေတယ်။တပတာယူမင်းအွန်လိုင်းကိုတိုင်ရွက်ကောက်ပွဲကျင်းပပြီးလွတ်တော်ခေါ်မယ်ဆိုလေတံပြည့်ုံရှိသေးတယ်။တမတာအိမ်တော်ကလွတ်တော်ကတုံးမရအောင်ငလင်ကြီးကဖျက်စီးလိုက်တယ်။တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုစန့်ကျင်နေတာမင်းတို့ဘယ်တော့ထိဆက်လက်မိုင်းမဲကြအောင်ပါလဲ။အဲ့တော့တကယ်ချင်းကျောင်းနေဖက်တကယ်ချင်းနေထပ်ပြီးနိုးစော်ပြရစီ အဆုံးစုံကြီးမင်းတို့မင်းတို့တူးချင်းရဲ့ဂုံတိတ်ခါလေးပျက်စီးဆုံးရှုံးခြင်းကိုမင်းတို့မဆက်ပြီမဲ့မင်းတို့ကြံရင်ခဲ့မဲ့မင်းတို့သားသမီးကြီးမင်းတို့မိဘတွေမင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြန်မာပြည်မှာဆက်လက်လူလုပ်ဖို့ခွင့်လန်းကိုတော့မင်းတို့တူးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စေသင့်ပါဘူးမင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှာတံမိုးထားသောဂုံဖုတ်တွေကိုမင်းတို့ခြေနဲ့နင်းချေ မဖြစ်ခဲ့တင်ပါဘူးမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတုတ်တန်တစားပြင်ပမာလုံးလုံးပျက်စီးသွားအောင်ခြေမွမထားခဲ့တင်ပါဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိန်ပေးခံရတဲ့အခြေအနေဟာတိုင်းမြင်နာကကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြပါလားဖက်စစ်မင်းအွန်လိုင်းဘီလင်းစရာပြောသမျှလုပ်တဲ့မင်းအွန်လိုင်းတပတာယူနေတဲ့မင်းအွန်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိ ဂုံတိခါလုံးဝမရှိတဲ့မင်းအောင်လိုက်စစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူယာရီအတင်းပေးပြီးအာနာယူနေတဲ့မင်းအောင်လိုက်ကိုချင်းဇာတိတာတမိုင်းအရာလုံးဝကျင့်ဝတ်ဖောက်ပြန်နေတဲ့မင်းအောင်လိုက်တာသမီမိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘဒုချနေရချနေရရရဆက်ဆက်ချနေမှုအသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအောင်လိုက်ဒီလိုဆိုးရွားမိုက်မဲတဲ့တတဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောင့်ဘယ်အရာကိုမျှော်ကိုပြီးဆက်လျှောက်လန်းကြအောင်ပါလဲအဲ့တော့ အခုစတိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကိုအားရဝမ်းသာလက်ခမောင်းခတ်ကြိုးဆိုနေကြတဲ့အိုးစီဘုံမောင်းတီးတော်လူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီးရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက်ဆန့်ကျင်ပုတ်တင်မဲ့ပြည်သူတစ္ဆပေါက်တွေကိုတုတ်တင်မဲ့ပြည်ရှင်းသားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်။ဘူဂျီနီမျိုးစင်အားတော့တုန်နဲ့ကြောင်းနေဖက်စစ်ခွဲတွေပေါ့နော်ပြန်ပြတော့မှာ စုံမပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အဲ့လိုမျိုးပြောလို့မှမရဘူးဆိုတော့ကိုထိုင်နဲ့ကိုကံပြလို့ပြောမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအချင်းချင်းလေးလေးခေါ်ပြီးတော့မှအခုဆိုရင်တော်လိုင်းရေးနောက်ဆုံးအချိန်ကိုရောက်နေတဲ့အချိန်မှာဒီကောင်တွေက PT ပြတော့မှမြောက်လိုင်းလဲအောင်မှာပဲနေချင်တယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့နေပြီးတော့ထိလာပြတော့မှမြောက်လိုင်းနဲ့သူ့အကောင့်တွေလဲပါနော်တခါတဲ့မီလန်ရှင်းပြဖို့အခုဆိုရင်တော်လိုင်းရေးတဖို့ဝင်နေတယ်နေပြီးတော့မှချိန်မောင်းပြီးတော့မှချွေးချော်ထားချတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီကောင်တွေကို last chance ဆိုပြီးတော့မှပေးနေတော့ပြီးတော့မှ သူတို့ဘက်ကနေပြမပေါ့နော်အတီတရားဝင်ဖို့တာရှိတော့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ another video သဘောအနေနဲ့ဘောမဆိုဝင်ရနေပြီတော့မှစစ်ကောင်စီအရာရှိတွေနဲ့တချို့စစ်ခွေးရိုးကိုက်တွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လဲရအောင်နော်တကြံတို့အလူကိစ္စလေးတခုနဲ့အတိုင်းမင်းအိမ်ပြန်ရောက်အိမ်ပြန်ရောက်ပြီးတော့ညနေကျတော့အိတ်ပြောသွားတာအခုမှနိုးတာဒါအခုကဒါအိတ်ရနိုးတဲ့ရုပ်ပဲချောလာအဖက်တွေပြီးနေတဲ့ကောင်နော်နော်ဟိုကျွန်တော်လည်းဟိုတချို့အနာရှိတဲ့လူတွေလေအိတ်မကြောက်ကြပါနဲ့လို့နော်အိတ်မကြောက်ကြပါနဲ့ နော်ဘာဖြစ်လဲဆိုတော့တချို့ကကြောက်ကြတယ်ကျွန်တော်ကိုဘက်ကလူတွေကတော်တော်ကြောက်နေတာကြောက်နေတာကြောက်နေဆိုတော့အဲ့ဒါတော့အခြေတော်မပြောပြတော့ဘူးပေါ့ဟိုဟာမနေ့ပြန်လောက်မှပဲမအောင်ရဒီရဲ့ဘိုင်းမှာနေပြီးတော့လဲသွားကြရရှိရနေပြီးတော့ကဒီဝိနာတွေကိုပေါ့နော်သွားပြီးတော့လူကျင်တာလေးရှိသေးရပေါ့အဲမနေ့ပြန်မနေ့ကြရင်တော့ကိုကျော်စုံနဲ့စုံမယ်ပေါ့နော်စုံမယ်အဲ့ဒါအိပ်ပျော်နေတာအခုတရေနိုးလာတာနော်အဲ့တော့ဟိုတချို့ကြောက်လဲကျွန်တော်စိတ်ပူတာစိတ်ရမ်းပူတယ်လို့ရှိတယ်တကယ်အမှန်တရားကိုမျက်နှိုးတဲ့လူ နော်အမြေပြင်တည်ရင်ကိုအတိအကျပြောနိုင်တဲ့လူပေါ့နော်အဲ့လိုလူမျိုးကိုအဲစိတ်ပူကြတာတော့မဆမ်းပါဘူးကျွန်တော်လည်းဘာမှမဖြစ်ပါဘူးအေးအေးဆေးဆေးပါပဲလို့နော်ဘောရင်ရတော့ပေါ့နော်ဒီစကောင်စီရရှိတချို့သူကနေပြီးတော့မှမခက်လေးစားတဲ့ပုံစံမျိုးနဲ့ဆုံးမပြောဆိုထားတာဖြစ်တယ်ဒီကောင်တွေကတော့အဲ့လိုမျိုးဖက်ခွတ်စားမှန်ကြီးဘူးဆိုတော့အချင်းချင်းပြန်ကြိုက်တာပြီးတော့မှအခုဆိုရင်သူ့အနေနဲ့တချို့ဒီစကောင်စီရရှိတွေရဲ့မူရစေးရောင်းဝယ်ဖောက်ခွာပြီးတော့မှ30တဲ့ဟာတွေပြီးတော့မှမိမအရှုပ်ရှင်းကိစ္စတွေကိုလည်းပေါ့နော်ပေါ်ထုတ်တော့မယ်ဆိုပြီးတော့မှ ချင်းချောက်ပြောဆိုထားတာမလို့သူတို့ decision ပြန်ပြီးတော့ဘူးတက်မဲ့ကိစ္စတွေတော့ကျွန်တော်မကြားခင်မှာတွေ့ရဖို့ရှိတာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအရေးချုံပေါက်ကလုံးကနေပြီးတော့မှလည်းပေါ့နော်အခုအချိန်မှာကျွန်တော်လူပြောများနေတဲ့ခိုင်နှင်းဝေရဲ့ဒီလူတန်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှခိုင်နှင်းဝေကိုဘယ်လိုမျိုးကောက်ခွဲပြီးတော့မှအားချောင်းနေလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ခိုင်နှင်းဝေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးမှ line ပေါ်မှာပေါ့ဗျာနော်ပြောနေကြတာကြီးအားလုံးလည်းကြားရမယ်ထင်ပါတယ်ဗျာနော်ဒီအဲ့လိုဥစ္စာတစ်ခါဒီကောင်းနေမိမလို့မိမယာကြီးနဲ့ပြောတာကိုကိုကို တို့မိဘတွေငွေလုံးကချက်ကျောနဲ့ချက်ကျောနဲ့မှမပြီးမှမှဖြတ်ခဲ့တယ်လားလို့မိမတယောက်ကိုတောင်မှဒီကလောက်ဘုံကြီးဖြစ်ပြီးဒီကောင်အားချောင်းနေတာနော်ဒီချင်းမွေးခံရတဲ့အမျိုးသမီးတယောက်ကိုတောင်မှဒီကောင်လေးဒီလိုပြောတယ်ဆိုလို့ရှိရင်လို့ဒီကောင်လေးရဲ့စိတ်ဓာတ်ကဘယ်အဆင့်ရောက်သွားပြီလဲဆိုတာကိုလည်းဒီလိုများအားလုံးသိမှာပါကြတော့သိပါပါအဲ့တော့ဦးစင်းပြောချင်တာကသူတို့တွေခိုင်နှင်းဝင်လို့လုံနိုင်မှုကတော့မပြောနဲ့ခိုင်နှင်းဝင် ခြေဘွားမှာပေးနေတဲ့ခြေမုတ်လောက်ကိုလူတို့တွေကမစွမ်းဆောင်နိုင်ဘူးပြည်သူတွေအတွက်နိုင်ပြည်အတွက်နိုင်ပြည်အတွက်နော်အားလေးလည်းပြည်သူများအားလုံးကိုပြောချင်တယ်ဗျာနော်ဟုတ်တော့အခုတော့ရှိတယ်။ဘာကြောင့်လူတွေခိုင်နေမှုလို့ပြောတာလဲအဖြေအရှင်းရှင်းလေးကြည့်ရတယ်လူတို့ခိုင်နေဝင်သူကိုအလူအလူခိုင်ရင်လည်းခိုင်မယ်ခိုင်နေဝင်သူတို့ရဲ့ဒီလိုလိုင်းတွေဘာထက်ရောညာထက်ရောဒီလိုလေးဘာညာဦးစင်းရတော့လူတို့ကိုမထောက်ကပ်လို့လူတို့ကိုမကူညီလို့လို့ပဲဦးစင်းရတော့သုံးတတ်မိတယ်ဗျ။အဲ့တော့လူတို့ကိုခိုင်နေဝင်စစ်တပ်ကလည်းထောက်ကပ်နေတဲ့လူတယောက်မဟုတ်ဘူးဗျာ။ လူလုံသူလုံတယ်သူပြည်သူတို့တိုင်းပြည်တို့အကျိုးရှိတဲ့အလုပ်ကိုပဲသူလုံတယ်အဲ့တော့ခိုင်လေးဝေဘာလုံနေတယ်ခိုင်လေးဝေပြည်သူတို့အကျိုးရှိလားမရှိဘူးလားတိုင်းပြည်တို့အနာကတ်ရင်သွေးငယ်ကလေးငယ်တွေအကျိုးမရှိဘူးလားရှိတယ်ဆိုတာကဦးစင်းတို့ဆိုပြည်သူတွေအလုံးတာအတိဆုံးပဲမဟုတ်လားအဲ့တော့မိမလို့မိမရကြီးတွေနဲ့သူတို့တွေပြောနေကြတာဒီမြင်ရတော့တကယ်ကိုဦးစင်းကသူတို့အစားရှက်မိတာအထက်ဘလို့ပြောလို့ပြောရမှန်းတော့မသိဘူးလို့ပြောကြတယ် ်အင်းတခါသူတို့ပြောခဲ့တာဖြူဖြူတဖြူဖြူတပြီးတော့ခိုင်နေဝေးအာခိုင်နေဝေးကဘလို့ကိုးတာလေးဘလို့လှုပ်ထားလေးဘလို့ကြောက်လဲဟုတ်ပါပြီသူဘာလို့သူတို့မဆန်ပဲနေပြပါတယ်လို့သူတို့လူထားတယ်မအဲ့ခင်မှာပါလားဒီနေ့ဒီချိန်ကြီးအဲ့ဘာတွေငလင်ဖြစ်တော့ဘာကြီးလူဦးရတော့ဘာကြီးလူဦးရတော့ဘာကြီးထောက်တန်မှုရတော့ကဲသူအယူကြီးဆိုလေလိုက်ပေါ်မှာထွက်နေဆိုးရတယ်ငလင်ဖြစ်တော့ဘာကြီးလူဦးရတော့ပြည်သူတွေအတွက်ကိုဘာကြီးအကျိုးပြုဦးရတော့ဟုတ်ပြီအကျိုးမပြုငလင်ဖြစ်မှာခုခံလိုက်ရတာတွေအစိမ့်နေကြိုင်မဲ့လားတမလို့ချင်းမြတ်နိုးနိုးလူတွေပဲလား အဒီတော့ကလည်းဒီနေ့ဝိုင်းဆိုင်တူမပါဘူးလားငါပေါ့ရတော့ဗောနော်ဒီဖုန်းကြီးတမ်းမဲ့အခုလိုမျိုးဒီမမလို့မင်းမရတဲ့စကားတွေပေါ်ပန်းလေးဆက်ပြောဆိုနေတာဖြစ်တယ်ခဏမျိုးလည်းကျော်တို့ဘက်ကနေပြီးတော့မှသူ့ကိုအလုံးစုံအပြစ်ပုံချတာမျိုးမဟုတ်ဘဲနဲ့ဗောနော်သူရဲ့ဒီလိုတန်းတဲ့နေရာဒေသတွေနဲ့ပတ်သက်ပြီးတော့မှတကက်ဒုက္ခရောက်နေတဲ့လူတွေစီမောင်မရောက်ဘူးစပေးရှောင်းတွေကိုကြားတော့မလို့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဝေဖန်ထောက်ပြကြတာကိုလည်းကျွန်တော်အားလုံးလည်းတွေ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီဘောမအုပ်စုတွေကနေပြီးတော့မှကျွန်တော်တို့အနေနဲ့ပေါ့နော်အကြောင်းမရှိအကြောင်းရှာပြီးတော့မှခိုင်းဝေကိုတက်ခတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အရင်ရက်ကလည်းဘောရင်ကနေပြီးတော့မှပြောဆိုထားတာမလို့ခုဆိုရင်ပေါကုံကနေပြီးတော့မှအားချောင်းပြီးတော့မှပြောဆိုလာတာပဲဖြစ်ပါတယ်။ဆိုတော့မြေဘပီသူတွေနဲ့လည်းဒီပေါကုံပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပြေးခဲ့ကြဖို့ပေါ့နော်ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်။ ျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျော်ဆိုးကနေပြီးတော့မှ NUG နဲ့ PDF အဖွဲ့ဝင်တွေကိုဘယ်လိုမျိုးအားချောင်းစင်ခေါ်ပြောဆိုထားလဲဆိုတာစပီရိုမှကြည့်လိုက်ရအောင်နော် NUG လောက်က PDF တွေလက်နက်ကိုင်အဖွဲ့တွေသူတို့မှာကတိုက်ပွဲတော့မှာဘာဥပဒေသားမှမရှိဘူးသူတို့ဒီပွဲမှာနိုင်ဖို့အတွက်မင်းဘောရေပြောကျိုးစင်တယ်မှာနှစ်ယောက်လောက်ဝတ်ထိုးရတယ်လို့ပဲဘယ်နေရာထိုးလို့ရတယ်ဘယ်နေရာထိုးလို့မရအောင်မရှိဘူးသူတို့နိုင်ဖို့အကုန်ထိုးကြိုက်တာလို့ကြိုက်တာလို့အဲ့ဒီသဘောနဲ့သူတို့ကလောက်တာသူကရှေ့မှာတာကရှိတာပဲလေအဲ့မှာနောက်ထပ်ကြာခင်ဗျားလည်းအဲ့မှာကျွန်တော်တို့ တကယ်ဒီတက်မတော်လက်ရှိကျွန်တော်တို့ဒီဘက်ဗမော်ပေါ့ဗျာဗမော်ပါရှင်ဆိုရင်ဒီတက်မတော်စကိုင်းတက်မတော်မီတာစုရှိတယ်ညိုးပြန်ပြစ်ထဲတာကြကြင်လေကြကိုဝင်ဆောင်ပေါ်ပဲကြကြအသက်ကြီးရွယ်ဝဲကြကြကြင်လေကြဒီလိုမျိုးတွေတိုက်တာလက်ရှိဗျာခင်ဗျာသိကြပဲခင်ဗျာလိုင်းစာတို့မိုင်းချရန်တို့တော့အဲ့မှာဒါမှတခုရှိပါသေးတယ်အဲ့မှာခင်ဗျာဒီဒီ energy energy ရောနေတယ် KI ရောနေတယ်တို့အုပ်စုတွေနေတယ်တက်မတော်ခင်ဗျာအဲ့မှာနေတဲ့မိသားစုဘုံချဲကြည့်ပါလားဘုံချဲကြည့်ပါချဲလို့ရတယ်ဒါပေမဲ့မလောက်ဘူးလေအကြပ်ပါသမားတွေကတော့ခင်ဗျာအဲ့ဒီစီမရှိဘူးဒါကတက်မတော်မိသားစုဝင်နေတဲ့ရောနေလားလား ဒါကဘယ်နေရာလဲသူဒါဘာမှမရှိဘူးနောက်ဆုံးပြခင်ဗျာနောက်တန်းစကန်ဒီမှာသူတို့ပြောရမှာနော်နောက်တန်းစကန်ဒီမှာဝင်တိုက်ပြီးတော့မှမိသားစုကလေးငယ်တွေကဖမ်းလိုက်တာဖမ်းလိုက်တာခင်ဗျာရှေ့လက်ရှိလက်လုံးနေတယ်လုံးနေစေပဲဂျန်သူမာကဘာဥဒေတာမှမရှိဘူးသူတို့ရဲ့ဥဒေတာကနိုင်ဖို့ပဲဘာမှဘာမှသူတို့မှကျွန်တော်တို့ဘာတစ်ခုမှမရှိဘူးဘာတစ်ခုမှမရှိဘူးနိုင်ဖို့ပဲအဲ့တော့ဒါကြောင့်ကျွန်တော်တို့အကြမ်းဖက်သမားတွေကခင်ဗျာကြည့်လိုက်လေခင်ဗျာဘာမှမဟုတ်ဆိုလဲကြည့်လိုက်မျိုးတော့ပြစ်ချက်တယ်ပေးခြင်းနဲ့လူသေးအရသာပဲသေးသေးတပ်မတော်မိသားစုဝင်တွေပဲသေးသေးနောက်တန်းစကန်လည်းမချောင်းအကုန်အကုန်အကုန်ပြစ်တာအကုန်ပြစ်ကြတာဗျာ ကျွန်မတက်ဘလော့လောက်လုံးလို့ရတော့ဗျာကျွန်မ TNL scan ရှိတယ်ဘာမှရှိတော့မြင်နေရဗျာနောက်ဆုံးကျွန်မ Google Map ကလည်းကြည့်တော့ကြည့်လို့ရတယ် KNU ဌာနချုပ်ဘာမှရှိလဲမြင်နေရတာပဲဘယ်သူဘယ်နေရာမှာနေမြင်နေရတာမတိုက်ဘူးလေမတိုက်ဘူးလေဘာကြောင့်မတိုက်လဲဆိုရင်သူ့ရဲ့ဥပဒေကန့်သက်ချက်တွေလိုက်နာမယ်ကိစ္စတွေကြောင့်တက်ဘလော့ကအဲ့ဒီဥပဒေမဲ့အလုပ်ဘာလို့ခုမှမလုပ်ဘူးလောက်ရလုံးလို့ရတော့ဗျာခင်ဗျားလည်းတာမယ် Google Map ကကြည့်ရင်မြင်နေရတယ်ဟောလုံးလို့ရတာပေါ့ကဲဒီကောင်ကတော့ဗောနော်ကျွန်တော်ပြောဆရာစကလုံးတော်မှရှိတော့အောင်ဆွမ်းအားသွားတာပြတော့မှ အခုဆို NUG နဲ့ PDF တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှလုံးဝစီးစနေဥပဒေတမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့အားချောင်ပြောဆိုနေတာဖြစ်တယ်။သူတို့ပြောတတ်ပါနော်။ဒီလေယုံကြီးနှလုံးကြီးပြောလာပါတယ်ဆိုတော့ Standard Army ကြီးကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုနေစင်နေမြဘုံကျဲတိုက်ခိုက်တာတွေစစ်တပ်လေထီတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြတော့ဒီကောင်တွေဘယ်လိုမျိုးပြောမလဲ။ကျွန်တော်နေစင်နေမြဆိုအခုဆိုရင်ပြည်သူတွေရဲ့ဒီကြေမှုတွေကိုကြားနေရတာပြုံးပါတော့နော်စကောင်စီကတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေမရှိတာတောင်မှအကြောင်းမရှိဘဲနဲ့ ဘုံချဲတက်ခိုက်မှုတွေညဘက်မှာလည်းလောလာလာပဲဖြစ်ပါတယ်ဒီလိုမျိုးချိန်တွေကျွန်မဒီကောင်တွေကတော့ဖုံးပြထားတာဖြစ်ပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှအကြောင်းမရှိဘဲနဲ့ပေါ့နော်ဒီလိုမျိုးကျွန်တော်စကွန်စီတဖို့နေတဲ့တို့တက်မိတဆုံတွေကိုတက်ခိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာကြတာပဲဖြစ်ပါတယ်တကယ်ကိုရှင်းမရှိတဲ့ကောင်တွေနော်ကျွန်တော်တို့နောက်ဆုံးပြီးတော့ဒီပုံအနေနဲ့အခုလိုမျိုးပန်လေးဆယ်တွေပြောပြတော့မှအင်းတော်မျိုးတိတဲ့ဘွဲမှာ NUG ကကကွေးဝင်ကြီးနဲ့ တော်လိုင်းရေးကောင်းဆောင်တချို့တည်ဆုံသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုခဲ့တဲ့ကျော်စိုးကိုကိုစီရနဲ့ပြတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စပြတော့မှကြည့်လိုက်ရအောင်နော်။ဟာဒီကနေ့ညနေဒီကနေ့ညနေဧပြီလ10ရက်နေ့ညနေ၄နိုင်နဲ့၄နိုင်နဲ့မိနစ်၄၀အချိန်မှာတမတော်ကအင်းတော်အင်းတော်မှာရှိရဲ့ဒီဂျပန်ကိုဂျပန်ကိုပေါ့ဗျာဂျပန်ကိုတက်ကပုံကျဲတယ်ပြီးကျွန်တော်၄နိုင်53မှာဒီချိန်ပုံကျဲတယ်နှစ်ချိန်ပုံကျဲတယ်ပုံကျဲရတဲ့အကြောင်းရင်းကဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ ABSD ရဲ့ခေါင်းဆောင်ခေါင်းဆောင်ပိုင်းကြီးအဲ့ဒီကိုလာလာပြီးတော့အောက်ဝက်ခံတယ်ပေါ့တပ်ပေါ်ရိုင်းပဲပေါ့ပြီးကျွန်တော်ရီးမွန်လာပါတယ် ပြီးကျွန်တော် KI ရဲ့ KI ရဲ့ကျွန်တော် Innovative စီးတောင်းငန်းတွေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းတွေလာတယ်ပြီးပြီးကျွန်တော် BDI ခေါင်းဆောင်ပိုင်းတွေလာတယ်လာတဲ့အချိန်မှာဒီစစ်သုရအုပ်စုတွေကျွန်တော်တို့တပ်ဖို့ရိုင်းမဲ့သူလူစုနေအချိန်မှာတက်ကနေဘုံချဲလိုက်တယ်လို့ကျွန်တော်သိရတယ်သိရတယ်ပေါ့ဗျာအဲ့တော့ဒီဒီတပ်မတော်ရဲ့ဘုံချဲမှုတွေမှာရင်းမပါသွားပြီလားပြီးကျွန်တော်အကြပ်တ်သမားတွေခေါင်းဆောင်ပိုင်းတွေပါသွားပြီကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ဟုတ်အဲ့တော့မင်းတို့ရဲ့စစ်တပ်ကြီးက standard army ဆိုရင်အဲ့လိုတိတိကျကျတို့ခေါင်းဆောင်တွေလာတဲ့ဟာကိုဝင်းဝင်းကြိတ်ပါလားအဲ့လိုဟုတ်တယ်နော်ဝင်းကြိတ်ပါလားဘာလို့မကြိတ်ကြလဲ မနိုင်တော့လို့လားဟုတ်လားအဲ့တော့အခုမိပြောသူတိကျနေရဟုတ်လား ABS ရေခေါင်းဆောင်တွေလာတယ်ဦမွန်တွေလာတယ်အ KIA ခေါင်းဆောင်တွေလာတယ်ဒါတော့တိကျကြမင်းတို့အဲ့တော့တိနေဘာလို့ဝင်မလို့လဲထိုင်ကြည့်နေရတာမင်းတို့ကထိုင်ကြည့်တဲ့အစစ်ထက်တော့ကြီးလားဟမ်အဲ့ဒါပဲပြောတဲ့ဇာတ်ကားတွေအတိပဲရှိလားမရှိလားဆိုတော့အဲ့ဒါဒီပဲနော်ဇာတ်ကားတစ်လုံးဆိုတာနော်ပပန်းလေးတွေပြောတဲ့ဇာတ်ကားတွေဟာပွက်ကုန်ပြီအဲ့ဒါပဲပြော ပါတယ်အဲ့တော့ဒီအေးတော့လည်းပတ်တယ်ရောစိတ်ဝင်စားစရာကဒီစစ်တေကျအုပ်စုတွေကခေါင်းမှာသူတို့ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာဓာတ်ပုံရိုက်ခံမဲ့အချိန်မှာတက်မတော်ကတော့ဒီလေချောင်းနဲ့ပြပြထန်ထန်ဖုန်းကျဲဆင်းလင်းမှုတွေပြလုပ်ခဲ့တယ်ရင်းမှုသေလားမသေလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ပြပမိရာကိုနည်းနည်းကဒီလိုအပိနမိတ်ဆွေများအားလုံးအားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျတွေ့တယ်နော်ကျော်စိုးဘလောက်ဖာကြတတ်လဲဆိုတော့ဖာပညာ ဘောဖာပညာရှင်ဖာကြတဲ့နေရာမှာဇော်မဲလုံးကိုဇော်မဲလုံးနဲ့သူနဲ့အနေနှားခံလာတယ်ဇော်မဲလုံးမရသူပေါင်းလိုက်သူများဇော်မဲလုံးပေါင်းလိုက်အဲ့လိုမျိုးနေမှာဘာဖြစ်ဆိုတော့ဒီကောင်နဲ့ဖာကြတဲ့နေရာမှာတအားတော့နော် the end of စခန်းကြီးကြာသွားပြီတက်မှတ်89ခုနှစ်ကြီးကြာသွားပြီဂျပန်နိုင်ငံကြီးကြာသွားပြီကြာသွားတဲ့အရာကြီးကိုကြာသွားတယ်လို့တတိမထွက်အောင်လို့မတိလို့ရှိရင်စစ်တပ်ကပဲတွားဖုံးကျလိုက်သူခေါင်းဆောင်တွေပဲအကုန်ထင်းတယ်လို့လို့အမဲပြောပါကြည့်ဟမ်မလို့အခုသူပြောတဲ့ပုံစံကြည့်နော်သူပြောတဲ့ပုံစံကတက်မှတ်89ခုနှစ်တက်မှတ်မူကထွက်ပြေးပြီနော် တမ89ကြီးကြသွားပြီဂျပန်နိုင်ငံကြီးကြသွားပြီဂျပန်နိုင်ငံကအတင်းအင်းတော်မှာနောက်ဆုံးလက်ကျန်စကားဖြစ်တဲ့အတွက်ဂျပန်နိုင်ငံကြီးကြသွားပြီတသတိမှန်တာပဲလေဟုတ်တယ်เนาะဒါ4ရက်နေမှာအရှိရက်နေမှာတူချင်ညာခဲ့တာဟုတ်လားအင်းတော်ကြသွားရှိရက်နေရနောက်အခုဒီနေ့10ရက်နေဖြစ်သွားပြီတတိမှန်ကထားပဲဒါနဲ့အဲ့ဒါကြီးကိုအကုန်ဖုံးပြီးတော့မလုပ်နဲ့မတိလို့ရှိရင်ဒီလိုလာတဲ့တော်နိုင်ခေါင်းဆောင်တွေကိုသူတို့စစ်တပ်ကပဲဘုံကျက်လိုက်လို့ခေါင်းဆောင်တွေကမတာပေါ်သွားသလိုလို့ဟမ်ပြောတဲ့ပုံစံကြည့်တွေ့တယ်နော်အဲ့ဒါလက်တွေ့အဲ့ဒါလက်တွေ့ ဘယ်တော့ခါကြလဲလက်တွေ့ကိုစီပြောသွားတဲ့အကြောင်းကိုမှားတယ်နော်ဒီကောင်တွေကတော့ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးဆုံးမပြောဆုံးမနားတတ်တာပရမတာတောင်မှနားရဲ့ comment မတိပဲနဲ့အခုချိန်ထိပြည်သူတွေပေါ်မှာဆက်လက်တက်ဖြတ်ဖို့လုံဆောင်နေကြတဲ့အုပ်စုတွေပဲဖြစ်ပါတယ်အင်တော်မျိုးကြတာတောင်မှအခုဆိုရင်ကျွန်တော်ဘက်ကနေပြမတော်လိုက်ကောင်းဆိုတဲ့အရှင်းခံရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြန်ပြမဂျင်းတဲ့ပြောဆိုနေတာပြမဒီကောင်တွေကတော့ ခုချိန်ဒီအရှိတရားမရှိဘဲနဲ့ပေါ့နော်မျိုးလင်းမျိုးစားတွေပြောဆိုနေတော့မှဖြစ်ပါတယ်ဘလိုပဲပြပြောအောက်ချိန်မှာတော့ကျွန်တော်တို့ဒီကောင်တွေပြောတဲ့ပုံစံနဲ့တခြားစီဖြစ်နေတာပြီးတော့မှကျွန်တော်တို့ကလည်းပြီးတော့မှဒီကောင်တွေအားချောင်းနေတဲ့အချိန်မှာမျိုးတွေဟာဆိုရင်တမျိုးပြီးတမျိုးကျွန်တော်တို့ဘက်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တို့မြောက်လိုက်လို့ရှိတဲ့နေပြည်တော်ထိတောင်မှတသိမ်းနိုင်တဲ့အနေထားတရက်ကိုခုဆိုရင်အချိန်ကြီးတော်တော်လေးကိုကောင်းနေတာမလို့ကျွန်တော်တို့အနေနဲ့ဒီတူတရက်လုံးရရနေနေပေါ့နော်ဒီတော်လည်းမှထဲထဲဝင်ပူပေါင်းပေါဝင်ပြီးတော့မှစစ်ကောင်စီနဲ့သူတို့ဖစ်စစ်အာနာရှင်စနစ်ကိုဒီနေ့အဆုံးပါပဲကျွန်တော်တို့အနေနဲ့ အားလုံးအပြည့်အဝပြုချရမယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတပဝါပေးရတဲ့မြို့မြို့နဲ့မြောက်လိုက်မေးပေးတာနဲ့ကြိုးဝေးပြီးတော့မှတရားရေးချမ်းတဲ့နေ့တည်လေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။